ိုင်းရာဇဝင်ကြီးစီဟာဆက်စ်ပေါကက်ကေယောကဘန်ကောက်ရှိနိုင်ငံခြားသတင်းတော်များကလပ်မှာအာဆီယံအနေနဲ့ရွေးကောက်ပွဲပြီးလျင်ပင်မြန်မာနဲ့ဆက်ဆံဖို့အခက်အခဲရှိမယ်လို့ပြောဆိုသွားခဲ့ပြီးဖြစ်ပါတယ်။၎င်းမှာတစ်ဆက်တည်းဆိုသလိုဒေါ်ဆန်းစုကြည်အားပြန်လို့ပေးဖို့တောင်းဆိုသွားခဲ့ပါတယ်။ပြည်တွင်းစစ်ကြီးဖြစ်ပွားနေတဲ့ကြားမှာဆေးဥစုစီစဉ်ထားတဲ့ရွေးကောက်ပွဲဟာတလားခန့်သာလိုတော့ချိန်မှာထိုင်းနိုင်ငံရဲ့ဝန်ကြီးကယခုလိုအာဆီယံရဲ့သဘောထားကိုထုတ်ဖော်ပြောဆိုလာခြင်းလည်းဖြစ်ပါတယ်။ဆေးဥစုက ။တက်ဆိုင်သူအားလုံးနဲ့ဆွေးနွေးခြင်းမရှိဘဲရွေးကောက်ပွဲလုပ်လာမယ့်အနေထားကမိမိတို့အနေနဲ့၎င်းတို့နဲ့ပြန်လည်ဆက်ဆံဖို့ခက်ခဲလာလိမ့်မယ်လို့လည်းစီယာဆက်ကဆိုပါတယ်။အာဆီယံအနေနဲ့ထိုသဘောအတိုင်းတစ်စီးတစ်လုံးနဲ့ယက်တီသွားနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းလည်းပြောဆိုသွားခဲ့ပါတယ်။ယခုလိုအချိန်မျိုးမှာဒေါန်ဆန်းစုကြည်ကိုပြန်လွတ်ဖို့အသေးချာစဉ်းစားရော့ပဲချိန်ရောက်လာပြီဖြစ်ကြောင်းနဲ့သူမအာဖန်ဆီးထားဒီမှာကြာလာပြီဖြစ်တာကြောင့်အသက်အရွယ်ရဂျမ်းမာရဲ့အခြေအနေမိတို့ရှိနေတယ်ဆိုတာကိုမတိရဘူးလို့လည်းပြောသွားခဲ့ပါတယ်။ထိုင်းဟာ အာဆီယံရဲ့အဓိကအဖွဲ့ဝင်၅နိုင်ငံထဲမှာစစ်အုပ်စုအပေါ်သဘောထားအပျော်ပြောင်းဆုံးနိုင်ငံလို့ယူဆထားချိန်မှာယခုလိုပြောဆိုလာခြင်းကြောင့်ကြားရသူအပေါင်းအံ့အားသင့်သွားကြမှာလည်းဖြစ်ပါတယ်။ပြည်သူများကတော့နိုင်ငံပိုင်းငွေကျပ်ဘီလီယံပေါင်းများစွာဖြုန်းတိကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုဘဲမည်သူအုပ်ချုပ်လာသည့်ဖြစ်စေအစိုးရဖြစ်လဲအတိအမှန်ပြုကြမှာမဟုတ်ဘဲမိမိတို့တိုက်ပွဲကိုအဆုံးစွန်အထိဆက်လက်တိုက်ခိုက်သွားကြမှာသာဖြစ်ပါတယ်။တော်လိုင်းခီဟာရှေ့လျှောက်ကျန်းတန်းလာမှာဖြစ်တာနဲ့အမျှ အပြည့်နာစွာများလည်းရှိလာနိုင်တာကိုနားလည်သဘောပေါက်ထားကြမှာဖြစ်ပါတယ်။ယခုအခါအမေရိကန်ရဲ့သဘောထားဟာကမောက်ကမဖြစ်လာနေ၍မိမိတို့အချင်းချင်းအငင်းပွားရန်လုံးနေကြမဲ့အဆောင်ဘုံရန်သူကိုမျက်ခြေပြတ်မခံပဲကြောချင်းကပ်ယဉ်ချင်းကပ်ထားမဲ့အချိန်ရောက်လာနေပြီဖြစ်ပါတယ်။ပြည်သူများကလည်း၎င်းတို့နယ်မြေကြီးလာရေးတခုတည်းရှေ့ရှုပြီးအော်အော်တောင်းနေဖြစ်အောင်ဤမျိုးစုံနဲ့အဆောက်ထောင်လာသူတွေကိုသတိပြုကြမှာဖြစ်သလို၎င်းတို့နောက်တော့ကောက်ကောက်ပါအွန်လိုင်းတွေပါကော စစ်မြေပြင်မှာအသက်ဆုံးတိုက်ပွဲဝင်နေကြတဲ့ပြည်သူတာကောင်များစိတ်တက်ပြက်ပြားသွားနိုင်တယ်လို့ဆိုပါတယ်။2024နိုဝင်ဘာ24ရက်ကစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်နေမှုများအလုတ်ဖြစ်လာပုံများနဲ့လက္ခဏာတရအဖြစ်တအောင်မျိုးသောနှမျော်ရေးတမပြောဝင်ရမှာစီရေးပဋိပက္ခများအဆုံးသတ်ရန်ဆွေးနွေးဖို့အသင့်ရှိကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။နေစဉ်လိုတိုက်ပွဲများဖြစ်ပွားလာနေမှုကြောင့်မိမိတို့ဒေသတွေမှာရှိတဲ့လူမှုဒုက္ခဒုက္ခများကြုံလာနေရတယ်လို့ဆိုပြီးမိမိတို့ရဲ့ခုခံပိုင်ခွင့်ကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့ဆိုပါတယ်။ ဒီအန်လီပြောခွင့်ရဘုံချုပ်တောက်ကုန်းကျော်မှာဆွေးနွေးပြီဆိုတော့လေမိမိတို့နေမိများကိုလက်လွတ်ခံမှာမဟုတ်ဘူးလို့ AFP သတင်းဌာနကအသိပေးခဲ့ပါတယ်။သို့သောယခုခါတောင်းတများကနေမိများကိုလက်လွတ်ပေးခဲ့ရုံမကောင်၎င်းတို့တင်ပိုက်ခဲ့တဲ့မိုးကုတ်ကိုပင်အချမ်းဖက်စေုပ်စုများကိုပင့်ဆောင်ခေါ်လာကြတော့မှလည်းဖြစ်ပါတယ်။၎င်းတို့နဲ့အတူဆွတ်ဆွတ်တမန်တိုက်ပွဲဝင်ခဲ့ကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလည်းမြို့ရင်းမှာစုခွာခိုင်းနေပြီဖြစ်ပါတယ်။စစ်အာဏာရှင်လောက်မှလွတ်ပြီးကျုပ်ပြီးဆိုကော ။ဩဒီဘုံမောင်တီချိုးဆိုခဲ့ကြတဲ့မိုးကုတ်ပြည်သူများကစစ်အာဏာရှင်ဗကွက်သားများရန်ကြောက်ရွံ့တင်းရှောင်ကုန်ကြပြီလေဖြစ်ပါတယ်။မိုးကုတ်မျိုးကတော့လူသူကဲမဲ့သွားတော့လေ။ဘိုလ်ချုပ်တာဖုံးကျော်တို့တူးယူသွား၍ဟောင်းလုံးသာကျန်တော့တဲ့တွင်းများသာရှိနေကြတာဖြစ်ပါတယ်။ထို့သူတကယ်တမ်းလောက်လာမယ်ဆိုကတောင်းတို့အပေါ်အမဲဆက်ကြီးဆုံးထင်ကြံ့ရင်ခဲ့တော်မှာလည်းဖြစ်ပါတယ်။ပြည်သူ့ရဲ့ခုခံတွန်းလှန်စေမောက်ချအောင်ရမည်။ စစ်ကော်မရှင်ပြန်လည်ဝင်ရောက်မယ်လို့သတင်းထွက်နေတယ်။မိုးကုံးမြို့နဲ့မိုးမိတ်မြို့များမှာတက်ဆွဲထားတဲ့တော်လိုင်းတက်တွေဟာဒီကနေ့နိုဝင်ဘာလ29နေ့နောက်ဆုံးထားဆုတ်ခွာကြဖို့တောင်းတက် TNL ကတောင်းဆိုထားတာကြောင့်ဆုတ်ခွာနေကြပြီး TNL တက်ဖွဲ့ဝင်များသာကြင်ရှိမယ်လို့မြို့ကံများနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များထံကသိရပါတယ်။မိုးကုံးကနေဒီနေ့နောက်ဆုံးထားပြီးထွက်ပေးဖို့ကျွန်တော်တို့ကိုပြောထားပါတယ်လို့လည်းအမည်မဖော်လိုတဲ့ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့ဝင်တူကပြောပြထားပါတယ်။ မော်ကိုမြို့နယ်အတွင်းမှာရှိတဲ့ဂျီဝါများတို့တော်လိုင်းတပ်ဖွဲ့ဝင်များရွှေ့ပြောင်းနေကြပြီးမြို့တွင်းမှာတရံလီရုံများဖွင့်ထားတာကြောင့်တပ်ဖွဲ့ဝင်များပုံမှန်အတိုင်းတွေ့နေရတယ်လို့လည်းမော်ကိုမြို့ကန်တွေကဆိုပါတယ်။ပြည်ထရေးတွေတော့ဒီနေ့သိပ်မတွေ့ရဘူးဗျ။ပလောင်အဖွဲ့ကတော့ပုံမှန်အတိုင်းရှိနေတာတွေ့ရပါတယ်လို့မော်ကိုမြို့မှာကြောက်တွင်းလုပ်ငန်းလုပ်ကိုင်နေသူတို့ကဆိုပါတယ်။မော်ကိုမြို့ကို2029စစ်စင်ရေးအတွင်းတရံလီနဲ့အတူပြည်သူ့ကော်မတီတမတော်ဖြစ်တဲ့ Mandalay MTY PDF မိုးကုတ်ပြူဟာနဲ့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတပ်ဖွဲ့တွေကပူးတွဲသိမ်းပိုက်ပြီးမြို့ရင်းတက်ဆွဲနေရာယူထားခဲ့တာဖြစ်ပါတယ်။မိုးကုတ်မြို့တွင်ကိုစစ်တပ်ဝင်လာပါကတိုက်ပွဲမဖြစ်စေဖို့ပြည်ကရက်ရပ်ပိုင်းမှာပဲ TNL ကဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့များနဲ့ထပ်မံညှိနှိုင်းခဲ့တယ်လို့အဆိုပါတော်လိုင်းတပ်ဖွဲ့ဝင်များနဲ့နှိစက်သူများထံကသိရပါတယ်။တချို့အဖွဲ့တွေကိုလက်နက်အပီးပေးလိုက်တာမျိုးရှိတယ်။ပြီးတော့မြို့ပြင်ပတ်ဆုပ်ပေးဖို့နဲ့တိုက်ပွဲမဖြစ်အောင်ထိန်းပေးဖို့ပြောတာရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်များနဲ့နှိစက်သူတို့ကလည်းပြောပါတယ်။ မိုးကုံမြို့ကိုယခုလကုံနောင်ဆုတ်ထားပြီးစစ်တပ်ကပြန်ဝင်မယ်လို့ DNA နဲ့နှိစက်သူများကလည်းပြောဆိုထားကြပါတယ်။ယခုရက်ပိုင်းအတွင်းမှာမိုးကုံမြို့အတွင်းကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များဝင်ရောက်နေပြီဆိုပြီးသတင်းများထွက်နေတော့လေ။ဒီကနေ့ထိမတွေ့ရသေးဘူးလို့ကြံရှိနေသေးတဲ့မိုးကုံမြို့ကံများကဆိုပါတယ်။စစ်တပ်ရောက်ပြီဆိုတာမဟုတ်ပါဘူးဗျာ။ယူနီဖောင်းနဲ့တွေ့ရတာမျိုးမရှိဘူး။ရောက်လာတယ်ဆိုရင်တော့တွေ့ရမှာပါ။အခုတော့ဘာမှမတွေ့ပါဘူးလို့မိုးကုံမြို့ရှေ့ပိုင်းမှာနေထိုင်တဲ့မျိုးသားတူကပြောဆိုထားတာဖြစ်ပါတယ်။ ကဘာကျော်ပရံများထွက်ရှိရာမိုးကုတ်မြို့မှာမြို့ပေါ်ရက်ကွက်၅ခုရှိပြီးလူဦးရေတသိန်းဝန်းကျင်နေထိုင်နေကြတာလည်းဖြစ်ပါတယ်။မိုးကုတ်မြို့ကိုစစ်တပ်ပြန်ဝင်မဲ့တဲ့ရင်ကြောင့်အားလုံးဒီပါဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့မိုးကုတ်မြို့ကံများကဆိုပါတယ်။ပိုက်ဆံရှိတဲ့သူတွေကအရင်ရှောင်သွားကြတယ်ပြီးတော့စစ်တပ်ရန်ကြောက်တဲ့သူတွေထက်ရှောင်တယ်။အခုကကျောင်းလုပ်ငန်းလုပ်တဲ့သူတွေနဲ့ရှောင်ဖို့ငွေမရှိတဲ့သူတွေပဲကြံခဲ့တယ်လို့မိုးကုတ်မြို့မှမန္တလေးမြို့ကိုတင်းရှောင်လာတဲ့အသက်50အရွယ်မျိုးသားတူကပြောပါတယ်။ မိုးမင်းမြို့မှာလည်းတော်လိုင်းတက်ဖွဲ့တွေကိုဒီကနေ့အပြီးစုတ်ခွာခိုင်းထားတယ်လို့တော်လိုင်းတက်ဖွဲ့များနဲ့နှီးဆက်သူများထံကသိရပါဗျ။မိုးမင်းမြို့ပတ်လည်မှာတော့ကချင်လို့လည်းတက်မတော် KIA အာရခတက်တော် AA ကျောင်းသားတက်မတော် ABSDF နဲ့စကိုင်းခရိုင်ပကဖားတက်ဖွဲ့များအသင့်အနေထားရှိနေတယ်လို့မိုးမင်းမြို့ကံများထံကသိရပါဗျ။မိုးမင်းမှာစစ်တပ်ရောက်နေပြီဆိုတာမဟုတ်သေးပါဘူး။အခုကတော်လိုင်းအဖွဲ့တွေပဲများနေတယ်။မိုးကုန်းလိုတော့မိုးမိတ်ကိုစစ်တပ်ဝင်ဖို့မလွယ်လောက်ဘူးလို့မိုးမင်းမြို့ကံအမျိုးသားတူကပြောပါဗျ။ ဒါပြင်စစ်ရပြန်ဝင်မဲ့သတင်းကြောင့်မိုးမိတ်မြို့မှာလည်းမြို့ကန်အများစုဟာနေရဆုံးခွာနေကြတယ်လို့ဆိုပါရယ်။တရုတ်ဆိုရရဲ့ဂျာဝင်ကြီးနိုင်ပေးမှုကြောင့်စစ်ရနဲ့ DNL ကြား၉ချိန်မြောက်ဆွေးနွေးပဲပြီးအော်တိုဘားလ၂၉ရက်နေ့ကစတင်ပြီးနှစ်ဖက်တည်းများကြားအပြစ်ရခဲ့ကြတာဖြစ်ပါရယ်။မိုးကုန်းနဲ့မိုးမိတ်အားစစ်တပ်ထံလွှဲပြောင်းပေးမှာဖြစ်ပြီးမိုးကုန်းမှာဆက်ဆံရေးယုံထရှိဖို့ DNL နဲ့စစ်ကော်မရှင်တက်တို့ကြားသဘောတူထားပါရယ်။စစ်ရနဲ့တောင်းတက်တို့သဘောတူညီမှုများမိုးကုန်းမြို့ခြေဆိုင်တော်လိုင်းတပ်ဖွဲ့များနဲ့တောင်းတက်တို့ကြားဆွေးနွေးမှုတွေကို လက်ရှိအချိန်ထိလူမှုအားတည်ပေးမှုရှိတဲ့အတွက်တီအန်အလီနဲ့ဒေါ်လာရေးတက်ဖွဲ့များပေါ်မျိုးကံများကဝေဖန်နေကြပါတယ်။2029ဆစ်စင်အတွင်းမန္တလေးတိုင်းမိုးကုံနဲ့ရှမ်းပြည်နယ်အတွင်းမှာအတီပေါ်ကြောင်မဲနောင်ချို မိုင်းလုံးမိုင်းငော့မိုးမိတ်နတ်ဆန်မတ်တုံကွတ်ခိုင်နန်ခမ်းနံပတူမြို့တွေကိုတီအန်အလီကသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါမြို့များထဲမှာနောင်ချိုကြောင်မဲနဲ့တီပေါ်မြို့တွေကိုစစ်တပ်ကရခိုးနယ်အတွင်းပြန်လည်သိမ်းပိုက်ထားပြီး မော်ကုန်းနဲ့မုံမိတ်မြို့တွေကိုစစ်တပ်ထံပြန်လွှဲမှာဖြစ်လို့တစင်းတစခုစစ်စင်ရေးဒုတိယလိုင်းတွင် TNL သိမ်းပိုက်ထားတဲ့မြို့ငါးမြို့ဟာစစ်တပ်လက်ထက်ထံပြန်လည်ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။တစင်းတစခုစစ်စင်ရေးဥဆောင်အောင်မှာပါဝင်တဲ့ TNL နဲ့မဟာမိတ်ဖြစ်တဲ့ MNDA တပ်ဖွဲ့ကလည်းတရုတ်ရဲ့ဖိအားကြောင့်လာရှိုးမြို့ပေါ်စစ်နေရက်ကအားစစ်တပ်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။